ဒီမိုကရက်တစ်မြန်မာအသံ TVB ရဲ့မေလ၈ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ဒုစစ်ကောင်ဆောင်ပြင်ဦးလွင်ရောက်ရှိနေပြီးစစ်တပ်ကအနီးစခန်းလေစိတ်ကိုအကြီးစားပြင်ဆင်နေတဲ့သတင်း၊ရန်ကုန်မြို့ရှိစစ်ဘေးရှောင်တွေနေထိုင်တဲ့မျိုးနွယ်တွေကိုပုံမှန်အဲစင်းစစ်မဲ့သတင်းနဲ့မလေးရှားမှာမြန်မာအပါအဝင်နိုင်ငံခြားသား1300နီးပါးဖမ်းဆီးခံရတဲ့သတင်းတွေနားဆင် ကြရမှာပါ။ စစ်ကောင်စီဒူးကောင်းဆောင်ဒူးပိုချုပ်မှုကြီးဆိုဝင် ပြည်ဦးလင်ကို ရောက်ရှိနေပြီးအနီးစကန်းလေစိတ်အကြီးစားပြင်ဆင်မှုလုပ်ငန်းတွေကိုကုတ်ကဲဖို့ဖြစ်နိုင်တယ်လို့ဒေသ PDF တွေကပြောပါတယ်မေခွနရဲ့ညနေပိုင်းမှာစစ်ကောင်စီဒုတိယကောင်းဆောင်ဒုတိယပိုချုပ်မှုကြီးဆိုဝင်ပြည်ဦးလင်ကိုရောက်ရှိလာတယ်လို့မန္တလေးဒေသခံကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်ခီးစဉ်ရည်ရွယ်ချက်ကိုအသေးစိတ်မသိရပေမဲ့ပြည်ဦးလင်အနီးစကန်းလေစိတ်မှာပြုလုပ်နေတဲ့အကြီးစားပြင်ဆင်မှုတွေကိုကုတ်ကဲဖို့နဲ့စစ်တပ်ကတို့တွေကိုဗျူဟာတကြကုတ်ကဲဖို့ပြင်ဆင်တာဖြစ်နိုင်တယ်လို့မတရား PDF တာဝန်ရှိသူကပြောပါတယ်မန္တလေး ိုင်းတွေက မတရားစင်ကူတောင်တာနထိုးကြီးမြို့နယ်တွေကိုမေ6ရက်နဲ့9ရက်နေ့တွေမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးမေ7ရက်မနက်အစောပိုင်းကတည်းကမတရားမြို့နယ်အတွင်းမှာမြေပြင်ထိတွေ့မှုတွေဇက်တိုက်ဖြစ်ပေါ်နေပါတယ်။မေ9ရက်ညပိုင်းကစင်ကူမြို့နယ်ကျိုးပင်ရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတယောက်တေဆုံးပြီး၄ယောက်ဒဏ်ရာရခဲ့ပါတယ်။မေ6ရက်တုန်းကပတိန်ကြီးမြို့နယ်မြကန်သာတရက်ကိုင်းစစ်ကောင်စီအထိုင်စခန်းတွေကမတရားမြို့နယ်အရှိချမ်းလမိုင်းရွာနဲ့မကြီးကုန်းရွာအကြားကစက်ပြာချင်းအရက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လေ ောင်းကနေလည်းတိုက်ခိုက်ခဲ့ပါဗျ။ ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်အဆက်မှာရှိတဲ့မိုးရဲမှာစစ်ကောင်စီတပ်နဲ့တော်လရင်အင်အားစုတွေကြားထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ကအစိမ့်ဝေ့ပါတဲ့ဘုံတွေအုံပြုတ်တိုက်ခိုက်နေပါတယ်စစ်ကောင်စီတပ်ကမိုးပြဲကိုပြန်ရချင်တဲ့အတွက်လက်နက်ကြီးပစ်ခတ်တာဒရုန်းနဲ့ဘုံတိချတိုက်ခိုက်တာလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေမှာအစိမ့်ဝေ့လို့ယူဆရတဲ့ဘုံတွေအုံပြုတ်နေတာလို့ကရင်မျိုးသားများကာကွယ်ရေးတပ် KNDF ကမေ6ရက်မှာထုတ်ပြန်ထားပါတယ်မိုးပြဲမှာစစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးတွေဒရော့ဘုံတွေဒရုန်းဘုံတွေချတဲ့အခါမှာအစိမ့်ဝေ့တွေကိုယူဆမိလို့မူ ဝေအော်အန်နာတွေခံစားရတယ်လို့ KNDF ပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ်မိုးပြဲကိုထိန်းချုပ်ပြီးလွိုင်းကော်မျိုးနဲ့ကရင်ဒီကနယ်မြေတွေကိုပြန်လည်စိုးမိုးနိုင်မှုအတွက်စစ်ကြောင်းထိုးလာတာ6လကျော်နေပြီးဧပြီလနောက်ဆုံးအပတ်ကနေဒီကနေ့အထိနေတိုင်းတိုက်ပွဲဖြစ်နေတယ်လို့သိရပါရယ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီတပ်ကိုစန့်ကျင်တော်လှန်မှုအကောင်နဲ့ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်စကိုင်းတိုင်းနဲ့ကရင်နီပြည်နယ်တို့မှာစစ်ကောင်စီတပ်ကဓာတ်အစိမ့်ငွေတွေပါတဲ့ဘုံတွေကိုအုံပြုတ်တိုက်ခိုက်နေတယ်လို့မြေပြင်သတင်းအရသိရပါရယ် ရန်ကုန်တိုင်းအတွင်းစစ်ဘေးရှောင်အများဆုံးနေထိုင်တဲ့မြို့နယ်တွေကိုစစ်တပ်ရဲနဲ့အုပ်ချုပ်ရေးအဖွဲ့တွေပူးပေါင်းကပုံမှန်အစင်းစစ်သွားဖို့စစ်ကောင်စီခန့်ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းကညွှန်ကြားထားပါတယ်။တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံမှမေ6ရက်နေ့နေ့လယ်ကပြုလုပ်တဲ့တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာပြောဆိုခဲ့တာလို့အုပ်ချုပ်ရေးနဲ့နှိစက်တဲ့သတင်းအရင်းမြစ်ကပြောပါတယ်။ကိုရီးအချက်လက်ကောက်ဖို့အစင်းစစ်ဖို့နဲ့ထူးခြားဖြစ်စဉ်တင်ပြဖို့အထူးသဖြင့်စစ်ဘေးရှောင်တွေလာရောက်နေထိုင်တာများတဲ့တာမွေ၊မင်္ဂလာတောင်ညွတ်၊စန်းချောင်း၊ကိုင်သာယာမြို့နယ်တွေကိုတတိထားခ ခိုင်းတယ်လို့ပြောပါတယ်။တိုင်းဒေသကြီးအစိုးရရဲ့ထုတ်ပြန်ချက်အရရန်ကုန်မှာစစ်ပေးဆောင်ဥယျာဉ်9000ကျော်ရှိပြီးအဲ့ဒီအထက်မှာ1000ကျော်ကဌာနဆိုင်ရာဝန်ထမ်းတွေဖြစ်တယ်လို့သိရပါတယ်။ လေးရှားနိုင်ငံမှာတရားမဝင်အလုပ်လုပ်ကြတဲ့နိုင်ငံခြားသားတွေကိုဖမ်းဆီးတဲ့ Operasi ဖမ်းဆီးမှုတွေနေတိုင်းနေပါလှုပ်ဆောင်နေပြီးမေခွနရက်ကကွာလာလမ်ပူးမြို့မှာမြန်မာအပါဝင်နိုင်ငံခြားသား1300နီးပါးဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။ကွာလာလမ်ပူးမြို့မှာမေလ9ရက်တနေ့ထဲမှာတရားမဝင်နိုင်ငံခြားသား1300နီးပါးဖမ်းဆီးမိခဲ့တယ်လို့မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနကမေ၈ရက်မှာထုတ်ပြန်ပါတယ်။တရားမဝင်နိုင်ငံခြားသားတွေအများဆုံးအလုပ်လုပ်ကြနေတဲ့နိုင်ငံအနှံ့ကနေရာ16နေရာကိုဝင်ရောက်ပြီးနိုင်ငံခြားသား1956ယောက် ောက်ကိုစစ်ဆေးခဲ့ကတရားမဝင်နိုင်ငံခြားသားအယောက်1290နဲ့လုပ်ငန်းရှင်11ယောက်ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးခံရသူတွေထဲမှာမြန်မာ၊ဘင်္ဂလားဒေ့ရှ်၊နီပေါ်၊ပါကစ္စတန်၊အင်ဒိုနီးရှားစတဲ့နိုင်ငံသားတွေပါဝင်ပြီးမြန်မာနိုင်ငံသားအရေးအတွက်ဘလောက်ပါလဲဆိုတာကိုတော့မသိရသေးပါဘူး။တရားမဝင်နိုင်ငံခြားသားတွေကိုအလုတ်ခန့်အပ်တဲ့လုပ်ငန်းရှင်တွေကိုလည်းမလေးရှားအစိုးရကတရားမဝင်နိုင်ငံခြားသားအလုတ်ခန့်မှုနဲ့တရားစွဲပြီးအလုတ်သမားတယောက်အတွက်မလေးရှားငွေ ringgit 9000ဒဏ်ငွေဆောင်ကြရတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံရဲ့အရှေ့မြောက်စီးပွားရေးတံခါးပေါက်ဖြစ်တဲ့မူဆယ်105မိုင်ကုံသွဲရေးဇုံနဲ့ချင်းရွှေဟော်ကုံသွဲရေးဇုံတွေပြန်ဖွင့်နိုင်မှုစစ်ကောင်စီကကြိုးပမ်းနေကြောင်းရှမ်းပြည်နယ်မြောက်ပိုင်းကိုလေလာဆောင်ကြည့်နေတဲ့ဒေသခံနဲ့နယ်စပ်ကုံသွဲရေးစီကသိရပါဗျ။ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့အခြေအနေကိုလေလာဆောင်ကြည့်နေတဲ့ဒေသခံအမျိုးသားတယောက်က TNLA ကိုဖိအားပို့ပေးလာမယ်။လောလောဆယ်ခေါင်းဆောင်တွေကဝါပြည်နယ်ထဲမှာပါတရုတ်ရဲ့စီးပွားရေးတိတိတသားပဲထိုးကြလာလို့မြေရှားတပ်ထုနဲ့ဒေသရင်းကုံသွဲရေးပို့ပွင့်အောင်မူဆယ်မန္တလေးလမ်းကအဓိကပါလို့ပြောပါဗျ။လက်ရှိမှာတော့ကုံသွဲရေးစစ်ပွဲ ဲကြောင့်စီးပွားရေးရော့ကျလာတဲ့တရုတ်အနေနဲ့ရှမ်းမြောက်ကုန်သွယ်ရေးလမ်းကိုအမြန်ဖွင့်လှစ်နိုင်ဖို့မဖြစ်မနေလှုံ့ဆော်လာနေတာကိုတွေ့ရတယ်လို့သူကပြောပါတယ်။အထူးသဖြင့်တရုတ်နိုင်ငံရဲ့ကမ္ဘာပို့ကုန်မြေရှားတပ်ထုရဲ့56ရာခိုင်နှုန်းဟာမြန်မာနိုင်ငံကနေရရှိနေတာဖြစ်ပြီးလက်ရှိတရုတ်နိုင်ငံရဲ့ကမ္ဘာမြေရှားတပ်ထုတင်ပို့မှုဟာတိတိတသာရော့ကျနေစေဖြစ်တာတွေ့ရတယ်လို့ဆိုပါတယ်။